ားလုံးပဲမင်္ဂလာပါဗျာကိုစိုးရေးစပေါ် channel အားလုံးကိုနှုတ်ထွေးစွာကျေးဇူးပါဗျာကျောင်းသင်ကင်းကျောင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကင်မဏီကတော့ကျွန်တော်အနီးကတော့မရှိပေမဲ့လည်းပေါ့နော်ဗီဒီယိုထဲမှာအနေထားရပြောမယ်ဆိုတော့အနေငယ်တော့အချင်းအဆင်ပြေမဲ့အနေထားဖြစ်ခဲ့တယ်လို့ပဲကျွန်တော်ပြောပြရစီဗျာဒီနေ့မှာဆိုတော့ကျွန်တော် champion league အပါအဝင် championship ကပွဲစဉ်တွေဆိုရင်ပွဲစဉ်တွေတော်တော်များများများရှိပါတယ်ဒါကြောင့်ကျွန်တော် mount cap အနေနဲ့ပေါ့နှစ်ကပ်လောက်ထွက်တာထွက်မဲ့အနေထားမှာရှိပါတယ်သုံးသပ်မဲ့အနေထားရတော့ကျွန်တော် champion league ကိုပဲကျွန်တော် အဓိကထားပြီးသုံးသပ်ပြောဆိုပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တင်ငင်းကျွန်တော်တို့ရဲ့အကြိုက်မလို့ရှင်ဘက်ကံကိုလည်းကျွန်တော်ပြောပြပါသေးဗျာ။ software ဝယ်ဖြစ်တဲ့ည7:55မှာကမဲ့ Barcelona နဲ့ Benfica ကိုပြောပြပေးသွားမှဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ Barcelona ကကျွန်တော်စာတီဂျေ1ရှုံးပေးထားတဲ့ဂိုးပေါင်းစည်းကျွန်တော်၄လုံး80နိုင်ပေးထားတာတွေ့ရတယ်အခုချိန်မှာဆိုတော့ Barcelona ကြီးကကျွန်တော်180ရှုံးတော့ထိကျလာတယ်လို့ဂိုးပေါင်းစည်းကလည်း၃လုံး80ရှုံးထိကျလာတာတွေ့ရတယ်ဂိုးပေါင်းစည်းတော်တော်လေးရုပ်ပြဆင်းပြကျလာတဲ့အနေအထားရှိပါတယ်ဗျာဒီနေ့လည်းကျွန်တော်ထိတ်ထိတ်ဆိုဆိုမှတ်တွေ့ရတဲ့ Barcelona ကတော့ကျွန်တော်တို့ပြိုင်ပွဲဆုံးပါတော့နောက်ပိုင်း10ပွဲ အနေထားရကြည့်မယ်ဆိုရင်၄ချိန်တိုင်း၃ချိန်တိကျပြီးတော့ဘီဗီကားကတော့၃ချိန်တိုင်းထပ်တာတွေ့ရတယ်။ဘာစီလိုနာကကျွန်တော်အင်ဝင်းဖောင်ပေါ့နော်။ချန်ပီယံလိဖြတ်သန်းလာတဲ့အနေထားတွေရကြည့်မယ်ဆိုရင်အင်ဝင်းမှာကျွန်တော်၄ပွဲ၄ပွဲမှာ၃ပွဲတိုင်းတစ်ပွဲတိကျထားတွေ့ရတယ်။ဘိုင်မင်းလေးကိုတိုင်အနိုင်ရရှိထားသလိုအသင်းကြီးတွေမှာပေါ့နော်။အိုင်လန်ဒါကိုတူတူတိကျထားတာတွေ့ရပါတယ်ဗျာ။ တစ်ဖက်ဘင်ဗီကာဘက်ကိုပြောမယ်ဆိုရင်လည်းဘင်ဗီကာကလည်းမဆိုးတဲ့အသင်းထဲမှာပါတယ်ဝေဝင်ဖောင်ရပြောမယ်ဆိုရင် တပွဲပဲရှုံးနေထားတာတွေ့ရတယ်သူရှုံးခဲ့တဲ့အသင်းကလည်းဘိုင်မြူနစ်ကိုကျွန်တော်1-0နဲ့ပဲရှုံးနေထားတာတွေ့ရပါတယ်ဗျာဒီချက်တွေကြီးပြန်ဘင်ဗီကာကလည်းဒီနေ့ပွဲမှာအကောင်းဆုံးကစားလာမယ့်အနေထားမှာရှိတယ် injury ဘက်ကိုအနေထားရပြောမယ်ဆိုရင် injury ဘက်မှာတော့ပြီးခဲ့တဲ့ပွဲဘာစီလိုနာဘက်ကဆိုရင်နော်တန်ကကျွန်တော်တရားထုတ်ခံတာတွေဒီနေ့ဆိုရင်မပါဝင်နိုင်တလို့ဘင်ဗီကာဘက်ကလည်းကျွန်တော်တို့နော်တန်ဘဲဆုံလို့ပေါ့နော်ဖန်နန်ဒက်အနေနဲ့ကျွန်တော်တို့ ဒီနေ့မှ9ဟွာနဲ့မပါဝင်နိုင်တဲ့အနေအထားမှာတွေ့ရတယ်။အဲ့ဒီဘဲဝင်းပေါ့နော်တော်တော်လေးဒုက္ခပေးမဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုတော့ဒီဘက်ချမ်းကကျွန်တော်တို့လမ်းမရမဘက်ကပေါ့နော်။တော်တော်လေးမှဒီနေ့ဘဲဘီဗီကာဘက်ကပေါ့နော်။ risk များတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြစီ။အဲ့တစ်ချက်လောက်ပဲရှိမဲ့နေတာပါ။ကျန်တဲ့နေထားတွေရဗင်ဗီကာကျွန်တော်တို့အကောင်းဆုံးကစားလာမဲ့ပွဲစဉ်တစ်ပွဲလို့ပဲသုံးသပ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒီနေ့ခြေတန်းရပြောရမယ်ဆိုရင်ကျွန်တော်ရှုံးနေစရာဆိုလို့ကျွန်တော်2-0တစ်ပေါက်ရှိမယ်။3-1တစ်ပေါက်ရှိမယ်။ 30တပေါက်ရှိရင်30တော့တော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော် ပြောပြရစေတကယ်လို့မယ်ဒီနေ့ပွဲကကျွန်တော်ဘင်ဖီကာဘက်ကတာတကူရခဲ့မယ်ဆိုရင်ပေါ့နော်ဒီနေ့ပွဲကကျွန်တော်ဘင်ဖီဘာစီလိုနာအနေနဲ့ကျွန်တော်2-1လောက်ပဲပြီးသွားမဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်1-1ကတော့ကျွန်တော်ကြဖို့ရခိုင်တော့တော်တော်လေးနည်းပါတယ်ပြောမယ်ဆိုတော့ဒီနေ့ပွဲကကျွန်တော်2-1ပေါ့နော်2-1တော့တော်တော်လေးသဘောကျတဲ့အနေထားမှာရှိတယ်။ရှုံးစရာဆိုလို့ကျွန်တော်အရှက်ပြောသလိုပေါ့နော်။2-0တပေါက်ရှိမယ်။2-0မှာကျွန်တော်အပြစ်ရှုံးမယ်။ဒါပေမဲ့6ပေါင်း အောက်ကရမနေတာရှိတယ်ကိုပေါင်းပေါ်ဖို့ဆိုရင်တော့ဘီဗီကာဘက်ကတကူသွင်းရမယ်ကျွန်တော်3-1နဲ့နိုင်မကိုပေါင်းပေါ်မဲ့နေထားမှာရှိတယ်လို့ပဲပြောပြရစီကိုပေါင်းအောက်ကတော်တော်လေးကောင်းတဲ့နေထားမှာရှိတယ်လို့ပဲသုံးသပ်ပေးလိုက်ပါတယ်ဘော်ဒီဆိုတော့ကျွန်တော်ဘီဗီကာဘော်ဒီကိုအရေးဆုံးပြီးတော့ကြွေးရွေးချက်ပေးလိုက်တယ်ကျွန်တော်2-0တပေါက်ပဲကြောက်အောင်မယ်နေထားပါဗျာနောက်တစ်ခုကကျွန်တော် Inter Milan နဲ့ Fiorentina တော့ ဒီပွဲစဉ်လည်းကျွန်တော်ပြောအရှိတော်တော်ပထမကြောင်းမှာပြောခဲ့တယ်လို့အင်တာမီလန်တော်တော်လေးပွဲ6နဲ့နေတာမှရှိတယ်ကွာတာဖိုင်နယ်ကိုအေးအေးဆေးဆေးတက်သွားမဲ့နေတာပါဒီနေ့ပွဲမှာဆိုလည်းကျွန်တော်အင်တာကကျွန်တော်180ရှုံးပေးထားတယ်ဂိုးပေါင်းစည်းအကျကျွန်တော်3လုံး30နိုင်ပေးထားတယ်အခုချိန်မှာဆိုတော့အင်တာမီလန်1ရှုံးနည်းနည်းလောက်ဖြစ်လာတယ်ပေါ့နော်ဘော်ဒီစည်းတော်တော်လေးတက်လာတယ်နေတာပါဂိုးပေါင်းစည်းကတော့ဒီတိုင်းပဲ3လုံး30နိုင်မှာပဲညင်းတက်နေတဲ့နေတာမှရှိတယ်ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်အင်တာမီလန်ကျွန်တော်ထပ်ပြီးတော့မနိုင်ဘူးလို့ ပြောလို့မရတဲ့အနေအထားမှာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဖီယန်နုကခြေစွမ်းပိုင်းတော်တော်လေးကျဆင်းနေသလို injury ဘိုင်း ဒဏ်ရကစားသမားတွေရောကျွန်တော်တို့မပါဝင်နိုင်တဲ့ကစားသမားတွေရောပါရင်ကျွန်တော်တို့တော်တော်လေးကိုများတဲ့အနေထားမှာရှိတယ်။နီးပြဘန်ဘာစီအနေနဲ့ပဲတော်တော်လေးကိုမှခက်ခက်ခဲခဲဒီပွဲစဉ်ကလည်းကစားရအောင်ပဲပွဲစဉ်တစ်ပွဲပါ။အင်တာမီလန်သတင်းတွေကပဲကျွန်တော်တွင်းလာမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါရတယ်။အင်တာမီလန်ကအင်ဝင်ဖောင်ရရတယ်တော်တော်လေးခေါင်းတဲ့အနေထားမှာရှိတာလည်းဆိုတာလည်းကြောင်းတဲ့ငယ်ကြောင့်မျိုးတွေအသီးဆုံးဖြစ်မှာပါ။ဒါကြောင့်ကျွန်တော်ဖီရင်တို့အနေနဲ့မလွယ်ပါဘူးဘလို့မှမလွယ်တဲ့အနေထားမှာရှိတယ်။ဖီရင်တို့အနေနဲ့ကျွန်တော်ဒီအုပ်စုပွဲစဉ်တွေမှာတော့ ကောင်းခဲ့တယ်ဆိုတာလည်းကျွန်တော်ကစားသမားကြောင်းနေအများကြီးပါပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပြောမှာဆိုရင်တော့ကစားသမားတွေလည်းလုံငန်းမှုရှိတဲ့အနေအထားတွေရောက်လဲဒီနေ့ပွဲမှာဖီယန်နုရှုံးပေးသွားရမယ်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ရေးရေးကြီးကျွန်တော်ပြောပြောကြားပြရစီဗျာ။တစ်ချက်ပဲကျွန်တော်တို့အင်တာမီလန်ကကျွန်တော်လုံစားလို့တော့ရတဲ့အနေထားမှာရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တေးချလို့ရတယ်။ကျွန်တော်1-0နဲ့ရှုံးပေးလို့ရတယ်ပေါ့။ဒါပေမဲ့တိတ်ခါပိုင်းအရာအောင်ပြောရမယ်ဆိုတော့အင်တာမီလန် quarter final ကို ACC တက်သွားလိမ့်မယ်လို့ပဲကျွန်တော်ပြောပြရစီဗျာ။ဒါကြောင့်ကျွန်တော်အိန္ဒိယ Inter Milan ကိုပြတ်မပြစ်ပဲကြည့်ရမယ်ပွဲစဉ်တစ်ပွဲပါ။ဒါကြောင့်ကျွန်တော် Inter Milan body ကျွန်တော်လက်ဆောင်ဖြစ်လဲထပ်ပေးပါရဗျာ။နောက်တစ်ခါကျွန်တော် Liverpool နဲ့ Bayern Munich ဒီပွဲစဉ်လည်းကျွန်တော်လေးကြည့်ကောင်းမနေတော့ပါ။အခုချိန်မှာလက်ရှိအနေထားခြေတန်းရပြောမယ်ဆိုရင် Bayern Munich ကျွန်တော် level 20ရှုံးပေးထားတယ်။ကိုပေါင်းစီ၃လုံး၅မှု9ပေးထားတာတွေ့ရတယ်။အခုချိန်မှာဆိုတော့ Bayern Munich ဟာ တော့ level 5မူထီတက်လာတဲ့အနေအထားမှာရှိသလိုကိုပေါင်းစင်းအရာတော့ကျွန်တော်ဒီတိုင်းပဲပေါ့နော်ငြိမ်သက်နေတဲ့အနေအထားမှာရှိတာတွေ့ရတယ်။ဒါကြောင့်ဒီနေ့ဘွဲကကျွန်တော်ဘိုင်မြူနစ်ကပြန်ပေးလာတဲ့အနေအထားတွေကတော်တော်များများကျွန်တော်လီဗာကိုစင်ပဲရိုက်မဲ့နေတာမှရှိတယ်။ဒါတော်လေးကြောက်ရမယ့်ဘွဲစဉ်တစ်ဘွဲပါ။ဘိုင်မြူနစ်ကကျွန်တော်ချန်ပီယံလိဖြတ်သန်းလာတဲ့အနေအထားတွေကတော့မကောင်းတာတော့မှန်ပါတယ်ဗျာ။ချန်ပီယံလိဝေးခွင့်ဖောင်ရရတော်တော်လေးစုပ်ပြတ်တက်နေအောင်ညံ့တဲ့ဘိုင်မြူနစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒီချက်တွေကြောင့် ကျွန်တော်ဒီနေ့ဘွဲကကျွန်တော်လေဗာကူဆင်ကိုရိုက်ချင်စရာတော်တော်ကောင်းဝင်တယ်ပေါ့နော်ပထမကြောကလည်းကျွန်တော်3-0နဲ့ရှုံးနေတာရတယ်ဆိုတော့လေဗာကူဆင်များကျွန်တော်စုကန်လာမလားအဲပထမကြောမှာအဲပထမအကြောအပြင်ဟိုမှာကျွန်တော်ရှေ့မှာတပွဲလဲကျွန်တော်ပြည်ရင်းလေးမှာလဲတစ်ခါတွေ့ပြီးစီးစီးတွေကြားခဲ့တဲ့အနေအထားမှာရှိတယ်အဲ့ဒီဘွဲမှာဆိုတော့လေဗာကူဆင်တော်တော်ကြီးကောင်းတာမှတ်ပါတယ်ချန်ပီယံလိဖြတ်တန်းလာတဲ့အနေအထားအရအင်ဝင်းဖောင်ရပြောမှာဆိုလဲချန်ပီယံလိအင်ဝင်းဖောင်မှာ၄ပွဲလုံးနိုင်ထားတာ ကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကကျွန်တော်တူတူကိုကိုပေါ့နော်ဒီနေ့ပွဲကကျွန်တော်လေးပါကိုစင်းကိုရိုက်လာမယ့်အနေအထားမှာရှိတယ်ဒါမှမဟုတ်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်ဘိုင်မြူနစ်ကိုရွေးချယ်ပေးလိုက်ပါတယ်ဘိုင်မြူနစ်နဲ့ကျွန်တော်ချေးပေးထားတဲ့အရာလည်းပါတယ်ခြေတန်းရတယ်လုံးဝကို short တွက်ထားလို့မရတဲ့အနေအထားမှာရှိတယ်လေပဲ၅မူးထီတောင်ခေါင်းထွက်လာတာပေါ့နော် ပြောရအောင်ဆိုတော့ဒါကြောင့်ကျွန်တော်ဒီခြေတန်းရတယ်ပါတယ်နောက်ချက်ဘိုင်မြူနစ်ရဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေး ငြိမ်းလာတာကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာဆိုလဲဘူချံတော့ရှုံနေထားတယ်ဒါပေမဲ့ကျွန်တော်အဓိကကစားသမားတွေကျွန်တော်တို့မိနစ်90လောက်မှထည့်သွင်းပြီးတော့အသုံးပြုသွားတယ်ဆိုတော့အဲ့ဒီချက်တော့ကျွန်တော်သတိထားစီခြင်းပါတယ်ဒီနေ့ဘောကကျွန်တော်ကိုသမနီဝါတော့မပါဝင်နိုင်ဘူးလေဘာကိုစင်ဘက်ကလည်းအထောက်အထူပဲကျွန်တော်တို့9ယောက်လောက်နှာနေတဲ့အပြုံမှာဒီနေ့ဘောမှာဆိုတော့2ယောက်ကလည်းမပါဝင်နိုင်တဲ့အနေအထားမှာတွေ့ရပါတယ်ဗျာ နောက်တစ်ချက်ကျွန်တော်လေဘာကုစင်အနေနဲ့နီးပြအလွန်ဆုံးအနေနဲ့ပေါ့နောက်ပိုင်းခြေစွမ်းပိုင်းနေအရကြည့်ရမှာဆိုရင်ခြေစွမ်းပိုင်းနေတော်တော်လေးညံ့သွားတာတွေ့ရတယ်ဒီနှစ်ပွဲဆက်တိုက်ပေါ့နော်ကျွန်တော်ကြည့်ရတဲ့လောက်တော့ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်ဘိုင်မင်းနဲ့ဘော်ဒီကိုရွေးချယ်ပေးရပါတယ်ဂိုးပေါင်းဆိုတော့ကျွန်တော်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲကကျွန်တော်တူးပွန်းလောက်ကျွန်တော်မှန်းထားတဲ့အနေထားမှာရှိပါတယ်ဂိုးပေါင်းကျွန်တော်ဂိုးပေါင်းဆိုလဲဂိုးပေါင်းအပေါ်ပါဗျာဇုံဘောကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကျွန်တော်လီဗာပူးနဲ့ကျွန်တော် PSG တို့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပြီးတော့ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ လေပါဘောက level 40ရှုံးပေးထားတယ်။ကိုပေါင်းစင်းအရာပြောမှဆိုရင်၃လုံးတည်ပေးထားတာတွေ့ရပါတယ်။အခုချိန်မှာဆိုတော့လေပါဘောကကျွန်တော် level 30လောက်ဖြစ်လာတဲ့အနေထားမှာရှိတယ်လို့ကိုပေါင်းစင်းအရာကျွန်တော်၃လုံး30ရှုံး40ရှုံးလောက်တိတက်လာတာတွေ့ရပါတယ်ဗျာ။ဒီချက်တွေကိုကြည့်ကြမယ်ဒီနေ့ပွဲကကျွန်တော်ကိုပေါင်းအပေါ်မှကိုပေါင်းအပေါ်လို့ပဲကျွန်တော်ပြောပြရစီ။နှစ်သိန်းထက်ထွက်တွေ့ဆုံမှုကျွန်တော်၃ချိန်ရှိထားပြီးပါပြီ။ပထမကြော့အပေါ်ဝင်ဆိုရင်တော့၃ချိန်ပါဆိုတော့လေပါဘောကတော့၂ချိန်နဲ့ BSG ကတော့ချိန်နိုင်တာတွေ့ရပါတယ်။ BSG ကကျွန်တော်တို့ဖြတ်သန်းလာတဲ့ Owen Fong Champion League Owen Fong အရပြောမယ်ဆိုရင် BSG ကကျွန်တော်တို့နှစ်ပွဲရှုံးကျော်၃ပွဲထိနိုင်ထားတဲ့အနေထားမှာရှိတယ်။ဒီ Brad အပွဲအပါဝင်ဆိုတော့ Champion League Owen Fong မှာဆိုရင်တော့၃ပွဲနိုင်ထားတာတွေ့ရပါတယ်။နှစ်ပွဲရှုံးနေထားတယ်။ Bayern Munich 1-0ရှုံးနေ Arsenal ကို Premier League ထဲအသင်းကိုကျွန်တော်2-0နဲ့ရှုံးနေထားတာတွေ့ရတယ်။အဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်း ဒီလိုခြေနေမျိုးမှာမဟုတ်တာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ပထမအကြော့မှာကျွန်တော်ရဲရဲဆက်ဆက်ပေါ့နော် PSG အနေနဲ့အကောင်းဆုံးကစားသွားတာကျွန်တော်တငယ်ကြောင့်မျိုးတွေအသီးဆုံးဖြစ်မှာပါ။ကျွန်တော်လီဗာပူးကိုယ်စားမအက်ဒါဆန်တော်တော်လေးကို6ချိန်လောက်ပေါ့နော်။ဂိုးမဲ့6ချိန်လောက်ကာသွားတဲ့အနေအထားတွေကြောင့်သာကျွန်တော်မပေးရခြင်း မရှုံးရခြင်းဖြစ်တာကျွန်တော်တွေ့ရတယ်လီဗာပူးကအိမ်ဝင်းဖောင်ရပြောမှာဆိုလဲလီဗာပူးကအိမ်ဝင်းဖောင်မှာတော်တော်လေးကောင်းတာတွေ့ရတယ်အသင်းကြီးတွေဖြစ်တဲ့ရီယယ်မက်ဒရစ်ကို 2C လိုင်လီယို2-1လီဗာကူစင် 4C ဘာဘလောနာကိုကျွန်တော် 2C အဲ့လိုမျိုးနိုင်ပြီးတော့ဖြတ်တန်းလာတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်လီဗာပူးပေါ့နော်ရရှင်စရာတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာတော့ကျွန်တော် PSG ပေါ်ကိုကျွန်တော်ရွေးချယ်ပြီးလဲပါတယ်ဒီနေ့ PSG ပွဲဟာတော်တော်လေး ကောင်းတဲ့အနေအထားမှာရှိတယ်လို့ပဲသုံးသပ်ပြီးပြရစေ။ PSG ကနောက်တစ်ချက်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲ Rennes နဲ့ပွဲမှာဆိုလဲအဓိကကစားသမားတွေကိုမိနစ်80လောက်မှာပဲထည့်သွင်းသွားတာကျွန်တော်တွေ့ရတယ်။တော်တော်လေးဟိုမှာဥသွားတဲ့အနေအထားပါ။ဒီပွဲကိုတော်တော်လေးကိုအယုံစိုက်ထားပုံရပါတယ်။ဒါကြောင့် Liverpool နေနဲ့ပေါ့နော်ပြီးခဲ့တဲ့ပွဲကျွန်တော်ပြောသလိုပဲ Southampton နဲ့ပွဲမှာမလိုလားအပ်ပဲနဲ့လူဆုံး line နဲ့အပြည့်ထွက်သွားတဲ့အနေအထားတွေကဒီနေ့ပွဲမှာ ကောင်းကောင်းဒုက္ခပေးသွားလိမ့်မယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာဒါကြောင့်ဒီနေ့ဘွဲမှာဆိုတော့ကျွန်တော် PSC body နဲ့ကျွန်တော်ကိုပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲဒါတော့ကျွန်တော်ဒီနေ့လေးဘွဲပေါ့နော်အကောင်းဆုံးသုံးသပ်ပေးသွားဖြစ်ပါတယ်ကျွန်တော်ငင်းချောင်းပရိရဲ့အချိန်မလို့ရှင်ဘက်ကမှာကျွန်တော်ပြန်ကောက်ပေးပါမယ်ဘင်ဖီကာနဲ့ဘာစီလိုနာဘွဲမှာဆိုတော့ကျွန်တော်ဘင်ဖီကာ body ကိုအရက်ဆုံးရွေးချယ်ထားတယ်ကိုပေါင်းဆိုတော့ကိုပေါင်းအောက်ပါဗျာ အင်တာမီလန်ပွဲမှာဆိုတော့အင်တာမီလန်ကိုကျွန်တော်လက်ဆောင်ဖြစ်လက်ပေးထားတယ်အင်တာမီလန်ကိုပြက်မပြက်ပဲကြည့်ရမယ်ပွဲစဉ်တစ်ပွဲပါလီဗာကူဇင်းနဲ့ဘိုင်ယန်မြူနစ်ပွဲမှာဆိုတော့ကျွန်တော်ဘိုင်ယန်မြူနစ်ဘော်ဒီနဲ့ကျွန်တော်ကိုးပေါင်းအပေါ်ရွေးချယ်ထားပါတယ်လီဗာပူးနဲ့ကျွန်တော် PSG တို့ပွဲမှာဆိုတော့ PSG ဘော်ဒီနဲ့ကျွန်တော်ကိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျာကျန်တဲ့ပွဲစဉ်လေးတွေကျွန်တော်အတူကျုံလေးတွေပဲကျွန်တော်ပြောပြသွားမယ်နေထားမှာရှိတယ်ဒီချန်ပီယံရှစ်ပေါ့နော် ချန်ပီယံရှစ်ပွဲစဉ်တွေကဒီနေ့ပွဲမှာကျွန်တော်၉ပေါင်းအောက်နေပေါ့နော်တော်တော်လေးကောင်းတဲ့နေရာမှာရှိတယ်လို့ပဲပြောပြရစီနှစ်ပွဲပဲကျွန်တော်ချင်းချက်ပါနော်မေဒဘရော့နဲ့ကျွန်တော်တို့နော်ဝစ်ပွဲပေါ့နော်ကျွန်တော်မေရဘရော့နဲ့ဂျူပီယာနဲ့ပွဲစဉ်မှာဆိုတော့ဂိုးပေါင်းအပေါ်လေးတော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်။ကျွန်တော်နော်ဝစ်နဲ့ရှက်ဖီဝက်နက်စဒေးပေါ့နော်။အဲ့ပွဲစဉ်လည်းတူလိုပါပဲ။ဂိုးပေါင်းအပေါ်လေးကောင်းတဲ့အနေထားမှာရှိတယ်။ချန်နယ်ပွဲစဉ်တွေကတော့ဂိုးပေါင်းအောက်တီတော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာ။ကျွန်တော် body အရဆိုရင်တော့ကျွန်တော်ဘန်လီကြိုက်တယ်ကျွန်တော်ဂါတစ်ကြိုက်တယ် Coventry ကြိုက်တယ်ကျွန်တော် Middlesbrough ကြိုက်တယ်ပေါ့နော် Middlesbrough ကြိုက်တယ် Sunderland Sunderland ပွဲစဉ်ဆိုတော့ကျွန်တော် Sunderland Sunderland ကိုသဘောကျတဲ့အနေထားမှာရှိ1-0ပေါ့နော်1-0 2-0တို့ဖြစ်မဲ့အနေထားပါ Sunderland ပွဲစဉ်ကနေ Norwich ကတော့ကျွန်တော်2-1လောက်ဖြစ်ဖို့များပါတယ်ဗျာ Norwich ပွဲကလည်းအကြောင်းဂိုးပေါ်ပေါ်ကောင်းတယ်လို့ပဲပြောတာဖြစ်ပါတယ်။ Sheffield United ပွဲစဉ်မှာဆိုတော့ Sheffield United ပေါ့နော်။သူတို့1-0လောက်မှန်ထားတဲ့အနေအထားမှာရှိပါတယ်။1-0 1-1ပေါ့နော်။ဂိုးပေါ်အောက်ကောင်းပါတယ်ဗျာ ကဲဒါကတော့ကျွန်တော်တကယ်ကျွန်တော်မျိုးတွေဒါအကြိုက်မတူလို့ရှင်ဘက်ကံမလို့ကျွန်တော်ပြောပြသည်ကျွန်တော်ဒီနေ့သုံးသွဲသွားတဲ့ဗီဒီယိုကြံထက်တဲ့လဲဆိုရင် like subscribe follow လေးလုပ်ပြီးတော့အပီချမ်းသွားကြပါအောင်လို့ကျွန်တော်ပြောပြရသည်ဗျာကျွန်တော်တကယ်ချင်းလေးလည်းပေါင်းပြကြပါစေမြန်မာပြည်လည်းအေးချမ်းပါစေဗျာ